ကျမလူ၄မျိုးဆိုတဲ့အကြောင်းကိုပြောပြခြင်းပါတယ်ပထမဦးဆုံးတယောက်ကတော့ကျမမကြိုက်ဆုံးလူပဲသူကတော့ငဖင်းလူဖင်းလေလူဖင်းလူညံ့လူဖင်းလူညံ့ဘာလုပ်လဲသူ့အပြစ်ဘူးမှမရှိဘူးသူ့အပြစ်ဘာမှမရှိဘူးသူများအပြစ်ကြီးပဲသူများကိုအပြစ်တင်တာခစ်ကြီးကဘလောက်မကောင်းလို့လေအလုတ်ကဘလောက်မကောင်းလို့လေရာသီဥတုကဘလောက်မကောင်းလို့လေ အာဈေးနှုန်းတွေကဘလောက်မကောင်းလို့လေအပြစ်ပဲတင်တာ။ तू ဘာလုပ်နေတလဲဆိုတော့ तू အိတ်ပြောနေတယ်။သူသူကသူလုံးညုံအောင်ဆောင်းလေးချုံပြီးတော့တောင်မှအိတ်နေသေးတယ်နော်အဲဒီလိုလူမျိုးကတော့လူဖြင်းပဲဥပမာအဖြင်းပြပြခြင်းနဲ့ဒီမှာရုပ်ရှင်ထဲမှာသိခင်ရတဲ့ဇော်၃ဇော်ရှိတယ်အဲ့ဒါပထမဦးဆုံးကြီးဟိုရုပ်ရှင်မင်းသားဇော်ခင်ဆိုတဲ့အကြောင်းကိုပြပြခြင်းနဲ့အဲ့ဒီဦးဇော်ခင်ကကျမတို့ ရွှေတောင်ကြားအင်းရမြိန်မှနေတော့သူတို့ကဂုံးအပေါ်လေးမှနေတယ်။ဒီမှာတော့သမီးအဖေနဲ့အိမ်အောင်ကြဆဆိုတော့အဲ့ဒီဝင်းလေးထဲမှနေတယ်။အဲ့ဒီအချိန်မှသူကလွန်တျမနမေကြော်ကြားတဲ့မိသားကြီးဖြစ်ခဲ့ပြီပေါ့။ပြီးတော့မှတရက်မှ Strand Hotel သွားပြီးတော့အရက်တောက်တယ်။ ခုနကပြောတဲ့အထက်မှာပါတယ်နော်မူရဲ့ဈေးဆိုတာကောင်းမှုမကောင်းအရက်တောက်လို့ပဲဖြစ်ဖြစ်ဆေးလိမ့်နဲ့ရှူလို့ပဲဖြစ်ဖြစ်လေပင်ကမြိုချလို့ပဲဖြစ်ဖြစ်ဘာမှမကောင်းမစတာကောင်းတယ်အဲ့ဒီအရက်တောက်ရင်ကနေတော့မှသူ့မှာအငုံစိတ်ရှိတယ် ဟိုမှာလဲ strand hotel လို့နေရာမျိုးမှာ လာပြီးတော့ရက်တောက်တဲ့လူဆိုတာအာသူတို့အတိုင်းဝိုင်းကြီးရလဲအရန်ကြီးရယ်ငွေကြီးအပြန်လဲအရန်ချမ်းသာကြတယ်အာသူတို့ကိုယ်တိုင်လဲပဲဒါယောက်ျားကြီးတွေဖြစ်တာတော့မှာနော်မင်းချခြင်းနဲ့အဲမင်းသားဆိုတော့အဲတပင်သေးဆိုတော့ဆိုဒါမျိုးတွေရှိရဲအဲ့ဒါကိုဟိုကလည်းမင်းတို့ရင်ပတ်စံရှိရမဟုတ်ဘူးငါလည်းပတ်စံရှိရပဲအဲနောက်ကနေပါလာခဲ့တဲ့ဟာတွေကလည်းမြောက်ပေးပါလိမ့်အဲ့ဒါနဲ့ပြန်ပြစ်ကြအောင် ။ရန်လည်းဖြစ်ကြအောင် strand hotel ကအဲ့ဒီအချိန်တုန်းကအစိုးရပိုင်နေလေ။အဲ့ဒီပိုင်တဲ့ခါကျတော့အဲ့ဒီမှာရန်ဖြစ်ရင်ရနေကွဲတာ၄ရှတာ၄ကျိုးတာ၄အဲ့ဒါတွေအကုန်လုံးတွဲဆိုပြီးတော့ဥဇော်ခင်အောင်တရားဆွဲတယ်6 1ဆိုတဲ့ပုံမှန်နဲ့တရားဆွဲ။အဲ့ဒီ6 1ဆိုတဲ့ပုံမှန်နဲ့တရားဆွဲပြီး1006လကြာ ဒါဖြစ်လို့လဲဆိုတော့အစိုးရပစ္စည်းကိုဖျက်ဆီးမှုဆိုဟိုဘက်ကအတိုင်းဝန်ကအရန်ကြီးတာပဲဒါကြောင့်မလို့ကျမကနာမည်ကျော်ကြတဲ့လူတွေများကလည်းအာကိုကိုကြိုက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်နော်ကျင်းတဲ့လူရှိတယ်မကျင်းတဲ့လူရှိတယ်ဒါကိုစင်ချင်ရမှာဖြစ်တယ်လူငယ်လေးတွေလည်းအခုဒီလိုပဲအာထင်ရှားလာတဲ့အခါမျိုးဆိုလို့ရှိရင်ဒါမနာလိုတဲ့လူလည်းရှိနိုင်တယ်နေရင်ထိုင်ရင်လည်းကြည့်မရတဲ့လူလည်းရှိတာပါပဲအဲ့တော့သူ့ကိုလည်းအဲ့ဒီလိုပဲ အမြင်ကတ်တဲ့ပုံမှန်နဲ့ပဲ1006လကြာဘလောက်မှမကြောက်6လဆိုတာသူများတွေလို6နှစ်လည်းမဟုတ်အနှစ်20လည်းမဟုတ်ဒါပေမဲ့အဲ့ဒီအင်္ဂါကပြန်ပြီးတော့ထောင်းကထွက်လာတဲ့အချိန်ကစပြီးတော့မှ तू ကဒီစနစ်ကြီးကိုပဲအပြစ်တင်နေတယ် ူဟာကောင်းအောင်စ조사ရဲ့ဒါနဲ့ဒီလူတွေနဲ့အဆင်ပြေအောင်လုပ်ရဲ့ဒါနဲ့အာဒီလူတွေနဲ့ရံမဖြစ်ချင်မဲနဲ့ဒီလူတွေရံဆလို့ဖြစ်ရတာအာဒီတရားရေးစနစ်ကအကုန်လုံးသူပြစ်တင်တယ်သူရံမှုတွေကြောင့်ခွန်မှန်ပါဘူးအဲ့တော့ကျမကတော့သူ့ကိုလူဖြစ်လူညံ့လို့ခေါ်ခြင်းတယ်ဘာလို့လဲဆိုတော့ဒါသူဆုံးသွားပါပြီအာမဆုံးခင်တည်းသူဟာ အယက်သမားဘဝနဲ့ပဲအယက်တောက်ရင်နဲ့သူ့စိတ်ကိုသူဖြည့်ရင်နဲ့ပဲအာတည်တဲ့အထိအယက်တောက်သွားတာဖြစ်ပါတယ်အဲ့တော့သူများကိုအပြစ်တင်နေမဲ့အစားကိုကိုကို ပြန်ဆင်ခြင်းကြည့်လိုက်လို့ရှင် သူ့အတွက်ခွင့်လန်းတစ်ခုရနိုင်မယ်လို့ကျွန်မကမြင်တယ် Now ဒုတိယလူအမျိုးအစားကတော့လူသားမှန်မယ်ဒီလူသားမှန်ကတော့ ပဝန်းကျင်နဲ့လိုက်လျောညီထွေနေတယ်ရောရင်လိုက်ဘာသာရင်လိုက်သူမှဘာခံယူချက်မှလည်းမရှိဘူးဘာတိုးတက်ဖို့မှလည်းပဲအဆင်မပြေဘူးချောင်းချောင်းလေးနဲ့အဲလွတ်မြောက်သွားလို့ရှိရင်ပြီးတာပါပဲဆိုတော့စိတ်မျိုးရှိတဲ့လူမျိုးပေါ့နော်ဒီလိုလူတမ်းမှန်အများနဲ့လိုက်လျောညီထွေနေတတ်တဲ့လူတယောက်ကိုလည်းဒီမှာတွေ့ခဲ့ပါပါတယ် ဒီမှာသိပြီးတော့ခင်ပါတယ်ရုပ်ရှင်ရိုက်တဲ့အလုတ်ကိုအသက်မေးဝမ်းကြောင်းအလုတ်ကိုရုပ်ရှင်ကတခါထဲမှာအတူတကွာရိုက်လာခဲ့တာဖြစ်ပါတယ်။သူကတိကိုနာမည်လည်းကြီးတဲ့ရုပ်ရှင်မင်းသားအဆိုတော်ကြီးဇော်ဝမ်းဖြစ်ပါတယ်။ဇော်ဝမ်းကိုညီမတို့ကငငယ်တုန်းကတည်းကကိုတာလို့ခေါ်တယ်။ကိုတာကအတန်မကြားရဘူးဆိုညီမစိတ်ချမ်းသာတယ်။ဘာလို့လဲဆိုအဆင်ပြေနေလို့ အစင်မပြေလို့ရှိရင်မရှိရှိတဲ့နေရာမရောက်ရောက်တဲ့နေရာနေရအောင်အဲဆက်သွယ်လာတာမျိုးဖြစ်ပါတယ်အဲ့တော့ဥဇော်ဝမ်းကတော့သူကလေပတ်ဝန်းကျင်နဲ့အစင်ပြောင်းသူ့ကိုယ်သူအအယောင်ပြောင်းပြီးတော့စ조사ပြီးတော့နေရှာပါတယ်အဲဥဇော်ဝမ်းဟာတိကနာမေကြီးရဲ့မင်းသားတလဲဖြစ်တဲ့အချိန်မှာကျမတို့ကစူးစမ်းနေရတဲ့အချိန်ပဲဖြစ်တယ်။တကားကနေနောက်တစ်ခါကောင်းဖို့အတွက်အဲ ချီတဲ့နှကားသုံးကားလေးကိုတအားအားဆိုင်ပြီးတော့အာယုံနေထဲ့ပြီးတော့အချိန်နေပေးပြီးတော့ကြိုးစားနေတဲ့ချိန်မှာသူပေါပေါလေးနဲ့ပဲမင်းသားဖြစ်သွားတာတချို့ကလည်းဆိုလို့ရှိရင်သူများလိုကြိုးစားပန်းစားဆိုရတာမဟုတ်ဘူးเนาะတကယ် gifted တဲ့ဖရားပေးတဲ့စုပဲသူအတန်လှုပ်လိုက်တာနဲ့ဟိုအတန်လေးကကောင်းပြီးတော့တချင်းဆိုတာကလေတပုတ်နှစ်ပုတ်ဆိုခဏလေးပဲအတန်သွင်းလို့ရှိရင်အဲ့လိုမျိုးနဲ့နေလာခဲ့ရနေတော့တရက်လဲကြာအောင်အာသူ့အိမ်မှာမူးရဲ့စေဝါတုံးနဲ့ တွေ့တယ်။စိတ်ပလင်းနေလဲတွေ့တယ်ဆိုတော့ဖန်ခံရပါအပန်းခံရတဲ့အချိန်မှာ तू อ่ะအိမ်မှာမရှိဘူးဒါပေမဲ့လို့ဒီအိမ်မှာ तू ပဲရှိရဲ तू ပဲတုံးမှာပဲဆိုပြီးတော့เนาะအဲအလိုနဲ့ तू อ่ะဆွဆွဲခံတဲ့အတရာလို့လည်းပြောလို့ရပါတယ်ဒါမှမဟုတ်ရှင်လည်းပဲဟိုအဲဆန်နမူနာပြ case အနေမျိုးနဲ့လည်းပြောလို့ရပါတယ် तू ထောင်ငါးနှစ်ကြာ န်ဝါနဲ့ကြာပြီးတော့မပြန်လာခင်မှာဒီမှာထောင်ထဲမှာလည်းသွားပြီးတော့ဥစားထမင်းတွေပါတွေသွားကျွေးပါတယ်ဟင်းတွေပါတွေချက်ပြုတ်ပြီးတော့အဲအဲကျွေးတဲ့အချိန်ပထမဆုံးပဲကိုစားကနာကိုကျွန်မတွေ့ပူတာပါအဲသူလဲထဲမှာရောက်နေတဲ့အချိန်အဲဒါကျွန်မတို့ထမင်းတွေပါတွေကျွေးတယ်အတင်းတစ်ခါသွားတွေ့တယ်ဟိုထောင်ဒီထောင်ပြောင်းသွားတယ်၅နှစ်ကြာသွားတယ် ဲ့ငါးနှစ်တည်းမှာဒီမှာကလေးလေးရှိတယ်အမင်းသမီးလေးဖြစ်အောင်ကြိုးစားတယ်ဘွဲတစ်ခုလည်းရအောင်ကြိုးစားတယ်သူထောင်ကထွက်လာတဲ့အချိန်မှာဒီမှာဘွဲရနေပါပြီအဲ့ဒီအချိန်မှာထောင်ထွက်လာတော့ဒီမှာအားပေးတယ်ကိုတာလုံးဝစိတ်ကမကြနဲ့တော့လူဆိုတာဘာဖြစ်တယ်လဲတခါတော့မှားတတ်တာပဲမှားလို့ရှိရင်မှားမှန်းသိပြီဆိုရင်သိတဲ့နေရာမှာရက်ရက်ပြီးတော့ပြန်ပြင်ကြရအောင် အဲ့တော့ရင်တော့ကကိုတာကရုပ်ရှင်ရိုက်မယ်ဆိုလို့ရှင်ခပ်ပော့ပော့ပဲမီကိုကြီးစားနဲ့အဲသွားတွေးလိုက်ဒီဒီဟာနဲ့ချင်းတွေးလိုက်အဲရုပ်ရှင်ရိုက်နေတဲ့နေရာကနေပြောက်ခွန်းနဲ့ဆုထွက်သွားလိုက်အဲကျမတို့လည်းပဲရှာဟဲဖွေနဲ့ဆောက်ပြီးတော့ရုပ်ရှင်ကဖြစ်ဒါမျိုးတော့လုံးလုံးမဖြစ်ဘူးပြင်မဖြစ်မဲဆိုပြီးတော့ပြောတယ်ပြီးတော့မှကျမရုပ်ရှင်တထုပ်ပြန်ရိုက်ပါဘာလို့ဆိုဥဇော်ခင်ကထောင်ချောက်လာကြပြီးတော့တထုပ်မှပြန်မြိုက်တော့ မဖြစ်တော့ပါဘူးရိုက်လို့မရတော့ပါဘူးဆိုသူ့ကိုလည်းပဲသူ့ပတ်ဝန်းကျင်ကပဲလက်မခံတာလည်းပါတာပေါ့အဲ့လေကျမဥဇော်မန်းကိုတော့ဥဇော်ခင်လို့အဖြစ်မခံဘူးပြန်ရိုက်ဖြစ်အောင်အပ်ပြီးပလက်ဖောင်းမင်းသားဆိုတဲ့ရုပ်ရှင်ကားလို့တထုတ်ရိုက်ဖြစ်တယ်ကျမပြောတယ်ပတ်စံတရားမှမလို့မပေးတဲ့ပေးစရာမလို့ကျမလာပြီးတော့ရိုက်ပေးမယ်ဒီကားကိုအလကားရိုက်ပေးတဲ့အတွက်ကြောင့်မလို့အမျက်ခုံကိုကျမပေးရတာကျမအိတ်ထဲဆက်ရတာ ဒါပေမဲ့တငယ်ချင်းတယောက်ကိုလူတယောက်အခွင့်အလမ်းတစ်ခုရပါစေဆိုတဲ့စိတ်ရှိလို့မလို့ကျွန်မစူးစမ်းပေးပါတယ်ဒီပလက်ဖောင်းမင်းသားဆိုတဲ့ရုပ်ရှင်ကအောင်မြင်တာသူလည်းပဲစူးစမ်းပန်းစားနဲ့လှုပ်တာဒါပေမဲ့အဲ့ဒီတခါပဲနောက်တခါကားတွေလည်းပြန်ရရရောသူကမင်းသားမဟုတ်ဖဲနဲ့စတာလို့ခေါ်တဲ့နာမည်ကျော်လိုမျိုးအပြုအမူတွေလုပ်ပါအောင်ပြီးတော့ဒီစေးပဲပြန်ချတာပဲ ဒီလိုနဲ့88ရေကွန်းဖြစ်ပြီးသွားတဲ့အခါကျတော့ကျမတို့ရဲ့ radar တွေကနေတော့ပျောက်သွားတယ်နောက်တော့မှတိတယ်မော်ရဲမှာရောက်နေတယ်မော်ရဲမှာနောက်အိမ်တောင်တစ်ခုကြတယ်အဲ့ဒီအမျိုးသမီးကကြိုက်တလောက်နင်းသုံးငါယောက်ျားအနေနဲ့နင်းနေရင်ပြတာပဲဆိုပြီးတော့အဲ့လိုဘဝကိုနှီးတယ်နေရနေတော့ မြမယောက်ျားဆိုတော့မှန်တော့ရှိရလေအဲ့တော့ဘယ်မာနထိပါပြီးတော့ပြောတာမျိုးမခံနိုင်ဘူး तू လိုက်လျောညီထွေနော်အာနေတယ်တတော်ကိုနှိမ့်နှိမ့်ချာချာကိုနေတယ်ဒါပေမဲ့မခံနိုင်တဲ့ခါကျတော့အဲ့ဒီဟာပြန်လာတယ်ပြန်လာပြီးတော့တခါမင်းမျိုးမှာရှိတယ်လို့ပြောတယ်ဒီမှာလဲကိုက်ရိုက်သွားရင်လည်းကိုပြင်းငင်းနဲ့ကိုက်ရိုက်သွားရင်လည်းတစ်ခေါက်သွတ်တွေ့တယ်တွေ့တဲ့အချိန်မှာသူ့ကိုအာမတွေ့ရအောင်သူနေတဲ့အိမ်ကိုတွေ့တဲ့အချိန်မှာအလုံးမ အဲစိတ်မကောင်းပါဘူးအဲငားနေရတဲ့အိမ်မှာဘာပစ္စည်းမှမရှိဘူးအဲတက်သားလက်ရမ်းမရှိတဲ့တက်သားလေကားနဲ့အပေါ်တက်သွားတဲ့အဲမြို့ပြင်ကအိမ်တစ်လုံးမှနေတာတွေ့တယ်အဲ့ဒါနဲ့သူ့မှာတချင်းစုံနိုင်တဲ့အရေးအသွေးရှိတယ်သူ့မှာရုပ်ရှင်ရိုင်းတယုတ်ဆောင်နိုင်တဲ့အရေးအသွေးရှိတယ်ဒါကြောင့်မို့လို့ဒုတိယအကြိမ်ကနေတတိယအကြိမ်ရိုက်ဖို့အတွက်ဆိုဟိုပြောဒီပြောပြောတယ် အဲ့ဒါနဲ့နောက်ဆုံးပြီးကြတော့တကြံမိုးဆိုတဲ့ကားတစ်ထုပ်ကိုအာရိုက်ဖြစ်သွားတယ်။သူတကြံမိုးကားကို ရိုက်ပြီးသွားတဲ့အခေအချိန်မှာ သူ့ဘဝရဲ့ပေါ့နော် third circle ပေါ့တတိယအချိန်အခွင့်အလမ်းရသွားတယ်။တကြံတချင်းများဆိုသိတ်တော်တာပဲ။သိတ်ကောင်းတာပဲ။ဗမာပြည်အနှံ့အာလေးမြန်နဲ့တမျိုးမော်တော်ကားနဲ့တမျိုးတကြံတွင်းဆိုလို့ရှိရင် ကိုတာတို့ရောက်ရက်ခတ်ပြီးတော့ကိုလေပြေးလွှားကိုဆိုရတယ်အဲ့လိုနာမည်ကြီးတယ် အဲတရက်ကြတော့ကျမကသူ့ကိုပြောတယ်ကိုတာရဲ့ကျမကိုအကူအညီပါဘုတ်ကလေးတင့်အောင်ရဲ့မျက်မမြင်နေရံပုံငွေပွဲအတွက်လှုပ်ရှားရှိတယ်အဲ့ဒါလေးကိုအကူအညီပါလို့ဆိုပြောတယ်ပြောတော့အကူအညီမယ်ဒါပေမဲ့နင်ကထွန်ထွန်ဝင်းရဲ့သားကိုလည်းအလုပ်ပေးထားတယ်နွဲ့နွဲ့မူရဲ့သမီးကိုလည်းနင်အလုပ်ပေးထားတယ် စန်းစန်းအေးဟဲ့တောင်းလုပ်ပေးထားတယ်ငါတောင်းလဲနေကြည့်ရမယ်အဲကြည့်ရမှာပေါ့ဘာလို့ဖို့မကြည့်ပဲနေရမှာလဲဒီကလေးတွေကကိုကလေးတွေလိုပဲဟာမြန်မာလူမျိုးတစ်မျိုးပဲရှိတယ်လေသူသားသမီးကိုသားသမီးကိုဒီလိုကြည့်ရှုဆောင်ရှောက်တာအဲနဲ့ကြည့်မှာပေါ့လို့ကိုတားရဲ့ကလေးရဲ့ကိုရေးရာဇဝင် CV လို့ခေါ်တာပေါ့နော်အဲ့ဒါလေးတစ်ခုကိုပို့လိုက်ပါလို့ပို့လိုက်လို့ရှိရင်ကျွန်မတင့်တော်တဲ့နေရာလေးတစ်ခုကိုစဉ်းစားပေးပါမယ်လို့ပြောတယ်ပြောတော့ तू ကတယ်လီဖုန်းထဲမှာပြောတော့ သန်းတစ်ချက်ရက်သွားတယ်ဒါမှဖြစ်တာလည်းမသိဘူးပေါ့ပြီးတော့မှအချိန်လည်းမရှိရနဲ့ကျွန်မအဲအာဘိုလ်ကလေးတယောက်ရဲ့ပြဆက်အတွဲမျက်မမြင်ချောင်းကိုသွားလို့ရှိရင်လာကြုံမယ်လို့ပြောပါတယ်အနေလာမကြိုလဲကားလွတ်လိုက်လေတဲ့အဲကိစ္စမရှိဘူးကျမလာကြိုးပါမယ်လို့ဆိုတော့ကြိုးတယ်ကိုယ်တိုင်သွားကြိုးတယ် ကျိုးတဲ့ချိန်မှကျွန်သူ့အိမ်ကိုရောက်တဲ့ခါကျတော့မင်းသားကရေချိုးနေတယ်တဲ့အာအစင်းသက်မဖြစ်သေးဘူးတော့စောင့်ပါတယ်လို့ဆိုတော့သူ့အိမ်နံရံလေးကိုရှောက်ကြည့်ရယ်စီထဲမှာမျောလင့်ထားတယ်သူ့ရဲ့ตาလေးကိုဘဝဝစုံလေးနဲ့တွေ့လိမ့်မယ်လို့မျောလင့်ထားဒါဟိုကြည့်ကြည့်ကြည့်အရှိမလဲပဲအဖွားရွယ်ရတယောက်အမျိုးသမီးလေးရတယောက်အမေရွယ်လေးရတယောက်ခလေးတတိလေးရလည်းတယောက်လေးပဲခလေးသွားနေတွေ့အဲ့ဒါလည်းတွေ့တယ်အဲ့ဒါ သူ့မှာမိများရှိသလားလဲထင်တယ်အဲ့လိုနဲ့စောင့်နေရနေတော့သူဆင်းလာတဲ့ခါကျတော့ကျမမေးရကိုတာကိုတာကိုတာပြောတဲ့ကိုတာသားရဲ့တပုံလည်းမတွေ့ပါလားအဲ့တော့တခါလေးပေးလိုက်လေ CV ကိုအဲကိုရေးရာဇဝင်ကိုပေးလိုက်ဒီမှာအလုပ်ဟိုဇာနေရာကိုကြည့်ပေးမယ်လို့ပြောတယ်အဲ့ဒီချိန်မှာသူကပြောတယ်ဟင်းဆိုယူတော့မှအဲ့ဒါငါသားလေးလေးပဲသွားနေတဲ့ကလေးလေးကိုလည်းညှို့ထုတ်ပြတယ် ကိုစိတ်ထဲမှာထင်လိုက်တယ်နော်အော်ဒီလူတယောက်ဟာဒီကလေးလေးကြီးလာတဲ့အထိဖခင်တာဝန်ကိုကြည်ပြီးတော့ဘလောက်များလုပ်ပေးနိုင်မှာလဲ ဖခင်တာဝန်ကျေဖို့ဆိုတာအပညာရေးလေးပဲလိုတယ်ကျမရေးလေးပဲလိုတယ်စိတ်ဓာတ်ရေးရလဲလိုတယ်အဓာမျိုးတွေလုတ်ပေးနိုင်မှာမလားလို့ကျမလေးစိတ်ပူပါတယ်သူဟာသူတယောက်အတွက်တော့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်လीနေတယ်အရရစားစားဘယ်အမှစူးစူးဆောင်းဆောင်းမရှိပဲနဲ့နေတယ်လိုလို့ရှိရင်လည်းပဲဟို တောင်းတီတောင်းလဲသူတောင်းတတ်တယ်ကျမတို့ကလည်းပဲအမှတ်မရှိဘူးတောင်းရင်လည်းပြေးလိုက်တာမျိုးဒါပေမဲ့သူ့ကလေးအတွက်ကိုသူစိတ်မပူငါမရှိရင်လည်းဒင်းကြည့်ရမယ်လို့အဲ့လိုလည်းပြောသေးတယ်အဲကျမဘာပြောလိုက်မှန်းကိုမသိလိုက်ပါဘူးနောက်တိတ်မကြပါဘူးအကိုမိဘကဖုံးဆက်တယ်အန်ဒီဂရေးဆက်ကိုဇော်မန်းဆုံးသွားတယ် ဆုံးသွားတာမှလည်းပဲဒီလိုပဲအဆေးတစ်ခုတောက်ရတာလားအဲ့ဒါလုတာအစင်မပြေဖြစ်သွားလို့ပေါ့နော်ဆုံးသွားတယ်ဆုံးသွားတော့ကဲမတက်နိုင်ဘူးအတူပါချတာလည်းပဲဝိုက်ကူညီကြတာပေါ့ဆိုတော့ဝိုင်းပြီးတော့ကူညီတယ်တိတ်မကြောက်နောက်6လ9လလောက်နေတဲ့အချိန်ကျတော့သူ့အမျိုးသမီးလေးကဖုန်းဆက်တယ်အန်ဒီဂရေ့စ်ကိုတာမှားသွားတယ် အကူအညီလိုလို့ရှင်အန်ဒီဂရိတ်ကိုပြောပါလို့ပြောတယ်ဒါကြောင့်မလို့ကျမကလေးကိုမူโจចောင်းအပ်မလို့အဲ့ဒါចောင်းအပ်ဖို့ပြောမရလို့လိုက်ပြောပေးပါအဲ့ဒါကျမလိုက်ပြောပေးရတယ်လိုက်ပြောတယ်ဆိုတာပါဇက်နဲ့ပြောရတာပေါ့ဘူးလေအလှငွေထည့်ရတာလေအဲ့တော့တခါအဲ့ဒါပါလိုက်ထည့်ပေးရအဲ့တော့ဒီလူတစ်ယောက်ဟာသူ့ကိုအခွင့်အလမ်းကြီးအများကြီးပေးတယ် ်တဘာဝကြီးကလည်းပေးတယ်လောကကြီးကလည်းပေးတယ်မိစေသင်္ကဟမြာလည်းပေးတယ်ဒါပေမဲ့ तू ဟာသူ့ဘဝအတွက် तू ဟာသူပဲအရှင်သန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू လောကကြီးကထွက်သွားတဲ့အချိန်မှာအလွန်တရာမှအောင်မြင်ကြောကြားပြီးတော့အလွန်တရာမှတော်တဲ့အာတယုတ်ဆောင်ကောင်းတယောက်တော်တဲ့အစိုးရကောင်းတယောက်ဟာတာဝန်မကြီးတဲ့အဖေဖြစ်နေတယ် ထွက်သွားတာရင်နာဖို့ကောင်းပါတယ်ဒါကြောင့်မလို့ကျမကတော့သူ့ကိုသူ့တကူခေါင်းတကူစာလေးကိုလွမြောက်အောင်ပဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူသားမန်းလို့ပဲအာတတ်မှတ်ချင်ပါတယ်နောက်တယောက်ကတော့လူတော်တယောက်ဖြစ်ပါတယ်လူတော်တယောက်ကအာရုပ်ရှင်မင်းသားကြီးပဲဦးဇော်လွင်ဖြစ်ပါတယ် ဒါကျမပုပ်ကိုရေးအရာတွေ့ခဲ့ရတဲ့ဟာပေါ်မှာမူတည်ပြီးတော့ဒီလူတွေကိုကျမခန်းစားခြင်းနဲ့သတ်မှတ်တာဖြစ်ပါတယ်အာလူတိုင်းမှာသဘောထားကွဲလွဲပိုင်ခွဲအပြည့်ရှိပါတယ်ဦးစော်လွင်ကိုပထမဆုံးတွေ့တဲ့အချိန်တုန်းကကျမကရုပ်ရှင်မင်းသမီးပေါ့ဆာလေးပေါ့သူကအလွန်တရာမှနာမည်ကြီးတာမျက်မွန်နဲ့ရိုက်တဲ့ကားတွေဆိုအယံကောင်းတာပထမဆုံးတွေ့တဲ့အချိန်နေရာကမန္တလေးမှာဖြစ်တယ် မန္တလေးမှာသူဟာရုပ်ရှင်လာရိုက်တယ်တိုင်းပါဆိုလဲကားပေါ့အဲ့ကားကိုလာရိုက်တယ်ဆိုတော့သမီးအဖေလည်းပါတယ်သမီးဖေနဲ့လည်းခင်းနေအဲ့တော့သမီးဖေကလည်းပဲအဆရှာတာပေါ့နော်အရက်တော့ဖို့အဖော်ရအောင်ဆိုပြီးအဆရှာ ရှာတော့ကျမကလည်းအင်းကျမကမိတ်ဆက်ပေးစမ်းမှာပေါ့ဒီတိတ်ပြီးတော့ဟိုမြန်မာယောက်ျားပီတာတဲ့မြန်မာတရုတ်ဆောင်တယောက်ကိုတွေ့ဖို့ချင်တယ်ဆိုတော့ကျမတို့အောင်တေဇာရုပ်ရှင်ဆိုတာကိုသွားတယ်အောင်တေဇာရုပ်ရှင်ကအရင်တုန်းကတော့ဆရာဥဒုခရဲ့ကားတွေကိုပေါ့နော်ဖြန့်ချီပေးရတယ်ဒီ A1 ရုပ်ရှင်တရုတ်ဆောင်ဒေါတင်တင်လှရဲ့ယောက်ျားသူကဥကြည်အေးကမန်နေဂျာလုပ်တယ် ကျမတို့လာမယ်ဆိုတယ်လီဖုန်းဆက်ရတယ်အဲ့တော့ကြိုးဖုန်းနဲ့လေကြိုးဖုန်းနဲ့ဆက်ဆက်ပြီးတော့မှရှိတယ်လို့ဆိုပြောတာတော့တွားတယ်။တွားတဲ့အချိန်ရောက်ရောက်ချင်းမှာဥဇော်လင်ကဘာလုပ်နေလဲဆိုတော့သူ့ရဲ့တပည့်နာမည်ကကျန်တကားတဲ့။ကျန်တကားဆိုတဲ့တပည့်ကိုဥဇော်လင်ကမင်းငါ့ကိုမင်းမလေးစားဘူးလား။ကျန်တကားလေးစားပါတယ်ဆရာရဲ့။အေးမင်းငါ့ကိုလေးစားရင်မင်းငါပြောတဲ့အတိုင်းလုပ်ရမယ်လေဆိုတော့အဲမလုပ်ပြရစေနဲ့ဆရာရဲ့။ဟာအဲ့ဒါမင်းငါ့ကိုမလေးစားတာပဲ။ပြန်ဆိုရိုက်ပြန် တွေ့နေရတယ်မျက်စိရှိမှာအဲပြီးတော့မှဟိုကမလုပြရစေနဲ့ဆိုမျက်ရည်တွေတောင်ကြာပြီးတောင်းပန်တယ်ဘာဖြစ်လို့မင်းကမလုပ်နိုင်မှာလဲငါပြောတဲ့စကားမင်းကဘာလို့နားမထောင်ရတာလဲထိုးပြန်အောင်အဲနဲ့ဟိုသမီးဖေကလည်းပဲရှိတယ်တခြားယောက်ျားတွေကလည်းရှိအဲဝိုင်းပြီးတော့ဆွဲကြပြကြတွေပေါ့ဖြစ်ကြစီတဲမှာတော်ကြီးကိုနော်ဟို တမျိုးကြီးပဲဖြစ်သွားတယ်အယုံအလွန်မှသဘောကျလာပြီးတော့လေတလို့မော့ကြည့်လာခဲ့ရတယ်မင်းသားကြီးတယောက်တကယ်သူ့ရဲ့ဘဝပေါ့နော်ပိတ်ကားဘဝဘဝနဲ့ရမ်းကွာတယ်သူ့ရဲ့တံပိုးထားမှုတွေဟာသူ့ရဲ့ appearance အသွင်ပြေနေဟာပိတ်ကားပေါ်မှာအသဘောကျတာနဲ့တအားကွာတယ်စိတ်ထဲမှာတမျိုးကြီးဖြစ်နေတော့မှာပဲအဲဖြောင်းပြကြတာပေါ့ကြံတကားလည်းဟိုအတော့ဖေးကိုဝင်သွားတယ်ဝင်သွားတော့မှခဏနေကြတော့အဲဒီမှာစကားတွေပြောနေတော့ရှိတယ်ကြံတကား ်ခွက်ကလေးနဲ့ထွက်လာတယ်သူကင်ထားတာကျမတို့အဲ့ဒီခေတ်တုန်းကရုပ်ရှင်ရိုက်တဲ့အခါမှာဟိုဇီဘရာဆိုတဲ့စတီးချိုင်နေနဲ့ထမင်းထဲကြတာ哦အဲ့တော့အဲ့ဒီဇီဘရာထမင်းချိုင်နေရအစင်နေရတစင်ကင်ပြီးတော့သူကထွက်လာထွက်လာတော့အကိုတဲ့အအကိုပြောတဲ့အတိုင်းပဲတဲ့ကျွန်တော်အလှုပ်လိုက်ပြီးတဲ့ယော့ရဲဆိုပြီးကျွန်တော်နားမထောင်ဘူးလို့မပြောနဲ့တဲ့ဆိုတော့ ဲ့မှာဥဇော်လေးရတခါအဲ့အခွက်ကိုကြည့်ရကြည့်တော့ဟင်မင်းတလောက်တော့မယမ်းရလားမင်းလူလိုမသိဘူးလားဆိုပြီးတော့ထိုးပြန်ရောအာစိတ်ညစ်လိုက်တာမပြောပါနဲ့တော့အတကလည်းခန့်ငင်ရောရုပ်ရှင်လောကရဲ့ဟိုလေဒီဒီစာပေအတိုင်းဝင်းဖြစ်တဲ့ရှုမဝါနေကြီးလာပြီးတော့မှဒီလိုအတွေ့အကြုံအပထမဆုံးတွေ့တာမလို့အလွန်တရာမှခါသိပါတယ်ဟိုစိတ်ထဲမှာဘယ်သူမှမှန်းလဲမသိဘူးအဲ့ဒါတကယ်ဆက်စုတယ်ကျွန်မ ဒီခွက်ကဘာလဲဒီခွက်ထဲကဟာဘာလဲလို့မေးတာအဖေဘေးမှာရှိနေတဲ့ဘသူ့အမမနိုင်ဘူးလေသမီးဖေပဲရှိတာ哦အဲ့တော့သမီးဖေကလိမ့်ဆွဲပြီးတော့ဒီခွက်ကဘာလဲဒီခွက်ထဲကဟာဘာလဲဆိုမေးတာအဲ့ခါကျတော့မှဥဇော်လွင်ကသူ့တပည့်ကိုဒီစတီးကွက်ထဲကိုရှူရှူပေါက်ထဲခိုင်းတယ်။မထဲပရစေနဲ့လို့ညင်းတယ်။အဲ့ဒီညင်းတဲ့ဥစ္စာကိုသူကထိုးတယ်။ထိုးတော့ဟိုကသွားပြီးတော့ရှူပေါက်ပြီးတော့ပြန်လာတယ်။ ပြန်လာတော့တခါမင်းမိုက်ရန်ရလားဒါအစားတောက်ထဲတဲ့ဟာဆိုပြီးတော့တခါထိုးပြန်ရောအဲ့တော့ဒီလူကြီးကိုတော်တော်စိတ်ထဲမှာမကြိုက်ပါဘူးမကြိုက်ပင်နဲ့အဲ့ဒီတစ်ခေါက်ကပြန်လာပြီးသိမကြခင်ချိန်မှာပဲအဲ့ဒီအန်ကော်ကြီးကအာမရေမှုနဲ့ဆိုပြီးတော့အရင်မူရင်နဲ့မိန်ကလေးတယောက်ကိုဒါဟိုတခြားအာတရားရေးမှန်နိုင်ရိုင်နေတဲ့ကိစ္စတွေလည်းအများကြီးပါပါတယ်အဲ့ဒါနဲ့သူထောင်ငါးနှစ်ကြာ ငါးနှစ်ကြာတဲ့အချိန်မှာကျမကလည်းပဲဟိုရုပ်ရှင်ရိုက်တဲ့လူတွေ၃ကားပြီးမှရိုက်ရမယ်၆ကားပြီးမှရိုက်ရမယ်အမရိုက်ဖဲနေရမယ်အဲ့ဒါတွေအမျိုးမျိုးတွေလောက်တာဖြစ်တဲ့တန်းကျမ constitution ကိုလည်းလေ့လာတယ်ပြီးတော့မှမှတ်ပုံတွေရှင်းနေကိုလည်းဖြည့်တယ်ပြီးတော့အဲ HGB အထက်တန်းရှင်တွေကိုအရင်ဖြည့်တယ်။နောက်မှတ်ပုံရှင်တွေကိုဖြည့်တယ်။ဖြည့်ပြီးတဲ့အချိန်မှเนาะအဲ့မှာဒီမှာသူ့ရဲ့ file ကိုဖတ်ရတယ်။အမှုတွဲကိုဖတ်ရ မှုတွဲထဲမှာဟနေတာတွေအများကြီးပါတယ်။တရားရေးမနိုင်အရာတစ်ဖက်ဆောင်းနေဖြစ်နေတာလည်းအများကြီးပါတယ်။ဒီမှုတွဲကိုတွေ့လိုက်တဲ့အချိန်မှာပထမဆုံးကစိတ်ပြစ်ထားတာဆိုပေမဲ့လို့လေလူတယောက်အနေနဲ့ကျွန်မ သူ့ပေါ်မှာလေအစိတ်ထဲမှာတနာမိတယ်အခွင့်အလန်းလဲပဲသူ့အနေနဲ့ရှိတဲ့လို့ယုံကြည်တယ်အဲ့ဒီလိုနဲ့ထောင်၅နှစ်က၄နှစ်မပြည့်တပြည့်မှာပဲလွတ်ပါတယ်လွတ်လာတဲ့အခါကျတော့တာရု channel မှာပဲအကျမတို့ကားရိုက်တဲ့ setting တဲဒီမှာ နေတာကိုတွေ့ခဲ့တယ်ဟာသူနေတာသူအဲ့ဒီမှာနေနေတာကိုတွေ့လိုက်တဲ့ချိန်မှာစိတ်ထဲမှာလေအာယုံကညှက်သွားတယ်နော်အကွက်လက်တစ်ခုကိုတော့ဖြစ်ပေးခြင်းနဲ့စံတာရှိဒါကြောင့်မလို့သူ့ဘဝရဲ့နောက် ခွင်လန်းတစ်ခုရပါစေ ဆိုပြီးတော့ဒီကိုဘေလူဝရဲ့အကိုပေါ့ကန္တဝင်မောင်ဝိုင်းရနေပါ အနီဂရေ့စ်ကျွန်တော်ဗီဒီယိုကားတစ်ခါလောက်ရိုက်ပေးပါလို့ပြောတယ်အဲ့ဒီချိန်တုန်းကရုပ်ရှင်မင်းသမီးများဟာဗီဒီယိုဆိုလို့ရှိရင်ဟိုကားသေးကိုဆင်းရိုက်တယ်ဆိုပြီးတော့မြိတ်ကြောင်ဒါပေမဲ့လို့ကျွန်မပတ်စံပြီဝဲနဲ့ရိုက်ပေးဘာဖြစ်လို့လဲဆိုတော့အချက်နှစ်ချက်ရှိတယ်တစ်ချက်ကရိုက်ချင်တဲ့ ထုံးအောင်ကြော်လို့ဘာလို့ဆိုတာဒါရိုက်တာပေါက်စာတွေပေါ့ရိုက်ချင်တဲ့ဒါရိုက်တာပေါက်စာလေးတွေအတွက်လက်တက်စမ်းရမယ် starting ground ဖြစ်နိုင်တယ် testing ground ဖြစ်နိုင်တယ်အဆမ်းရမယ့်နေရာဖြစ်နိုင်တယ်နောက်တစ်ခုကတော့အခွင့်အလမ်းမရှိလို့မရိုက်ရပဲစောင့်နေတဲ့အလုပ်မရှိတဲ့လူတွေအတွက်အလုပ်ရအောင်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်မအဲရိုက်ပေးမယ်ဒါပေမဲ့ ကိုကန္နဝေမဝိုင်းကိုပြောရလေကိုဝိုင်းအကျေစုပြုပြီးတော့ဒီကားကိုဥစော်လွင်နဲ့ရိုက်ပါလို့ပြောပါတယ်အဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကားရဲ့နာမည်ကကျမယောက်ျားအယက်သမားတဲ့တော့ရခဲ့ကြတယ်အဲ့ဒီကားမှာဟိုပါတဲ့ acting ကသူ့အတွက်ထူးဆန်းလို့ဆရာမလို့ဘောနော်။နောက်သူ့အတွက်လည်းဒုတိယအခွင့်အလမ်းတစ်ခုရရမယ်ဆိုတော့အယုံကြည်တဲ့အတွက်ကြောင့်မလို့ကျွန်မ ရိုက်ပဲလို့ဆိုပြောပါတယ်။ तू ကတအားအံ့ဩတယ်အန်ကောဥဇော်လွင်ရလီ။ ဆွေစင်ထိုက်ကငါနဲ့ရိုက်မယ်တဲ့လားငါနဲ့ရိုက်မှာ तू တေချာရဲ့လားအဲ့လိုတော့ပြောอยู่တယ်เนาะဘာလို့လဲဆိုတော့ तू စိတ်ထဲမှာအဆိုးရင်နာရှိတယ်ပေါ့เนาะ तू ထောင်ကြလာခဲ့ပြီးသားနောက်တစ်ခေါက်ပြန်ပြီးတော့လှုပ်လို့ရှိရင်တွဲရိုက်ခြင်းနဲ့လူရှိမှာမဟုတ်ဘူးလို့ထင်ထားတာ哦အဲ့ဒါကျွန်မလည်းအားပေးပါတယ်အရရတာညာမိုးချုပ်တွေပါတယ်ပေါ့အဲ့ကုံစိန်ရောင်းတဲ့အမျိုးသမီးနဲ့ဒီအရဲ့မူးနေတဲ့ခင်မွန်းတဲ့ဇလန်းဆိုတော့ဒီဇလန်းကရမ်းမွန့်ကြရပါဒါပေမဲ့လို့ ဟိုဘဝဆန်တဲ့ဇလန်းဖြစ်တယ်သူ့ရဲ့တယုတ်ဆောင်ချက်တွေလည်းအရန်ကောင်းတယ်အဲ့ဒါသူ့ဘဝအတွက်ဒုတိယအခွင့်အလမ်းရတာပါပဲအဲ့ဒီဇကန်းကနေစပြီးတော့မှနောက်ကြတော့ရုပ်ရှင်ကြီးတွေကိုရိုက်ခွင့်ရတယ်အာမမိုမိုမြောင်အဖေအနေနဲ့လည်းရရတယ်ဒီလိုနဲ့အကယ်ဒမီတစ်ခုကိုရသွားတယ်အဲ့တော့သူကတော့လူတော်လို့ပြောရမှာပဲ။သူရတဲ့အခွင့်အလမ်းသူ့ပတ်ဝန်းကျင်ကပေးလာတဲ့ဟာကိုသူ အသုံးချနိုင်တာပေါ့အဲ့တော့လူဖြင်းလူညာကသူ့ပတ်ဝန်းကျင်ကိုအပြစ်တင်မယ်လူတမန်ကပတ်ဝန်းကျင်နဲ့လိုက်လျောညှိထွေနေမယ်လူတော်ကတော့ပတ်ဝန်းကျင်ကိုအသုံးချမယ်ပေါ့အဲ့တော့နောက်ဆုံးလူတစ်ယောက်ရှိတယ်အဲ့ဒီလူကတော့ထူးချွန်ပြီးတော့ထက်မြက်တဲ့လူဖြစ်တယ်ထူးချွန်တဲ့လူဆိုတာကကိုကိုကိုတော်အောင်တက်အောင်လုပ်တာ မြင့်တယ်လူဆိုတာကိုရင်တော်ယုံတက်ယုံနေမဟုတ်ဘူးကိုပဝင်းချင်းကြီးပါရှိတဲ့လူတွေတော်အောင်တက်အောင်လုပ်ပြီးတော့ပြောင်းလဲတဲ့လူဖြစ်တယ်။သူမှမျောလင်းချက်ဆိုတဲ့ hope ရှိတဲ့ change ဆိုတဲ့အပြောင်းလဲတစ်ခုရှိတယ်။ကျမတို့မှအဲ့ဒီလူလိုနေတာ။ဘသူ့ဟောမှာအဝေးကြီးသွားမကြည့်နဲ့ခုနကခင်ခင်ထူးပြောတဲ့အထက်မှာပါပြီးသားကက်ဘိနက်ကြီးတစ်ခုလုံးကိုတော့မှပြောင်းအောင်လုပ်နိုင်တာဘူကျောင်းအောင်စမ်းမဲရှိတယ်ဒီလိုလူမျိုးလိုတယ်ဒီလိုလူမျိုးရှိလို့ ကျမတို့ပတ်ဝန်းကျင်အတွက်ကိုအဲဆုံးဖြတ်တည်မှန်မှန်သာရွေးနိုင်မယ်ဆိုလို့ရှင်ကျမတို့လည်းကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုရမှာဖြစ်တယ်အဲ့တော့အဲ့ဒီလူမျိုးရဖို့အတွက်ဘသူတွေကိုအားကိုးရမလဲဆိုတော့လူငယ်လေးတွေပဲအားကိုးရမှာပဲကိုတွေကလမ်းဆိုတဲ့တင်ခဲ့တဲ့အချိန်တစ်ချိန်ကိုကြောခဲ့ပြီးပြီကဲဆိုတဲ့ယောက်ျားကိုလည်းကြည်ရကလေးကိုလည်းကြည်ရမိဘကိုလည်းကြည်ရအတိုင်းဝိုင်းကိုလည်းကြည်ရမိသားစုကိုစောင့်ရှောက်ရတဲ့ကဲဆိုတဲ့အချိန်ကိုလည်းကြောခဲ့ပြီးပြီ အခုကျမတို့ကရှိနေတဲ့ဟာကို share လုပ်နေရတာအဲဘာလို့ရင်ဘာကောင်းမဲဘာတွေတော့ဖြစ်ခဲ့ဘူးလဲဆိုတာကို share လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်အလုပ်လုပ်ရမယ့်လူဟာလူငယ်လေးတွေဖြစ်ပါတယ်အဲ့တော့လူငယ်လေးတွေမှာဘာလို့အဒီလိုလုံနိုင်တယ်လဲဆိုတော့သူတို့မှာမျောလင်းချက်ရှိတယ်ကျမတို့ခေတ္တကဆိုလို့ရှိရင်ပညာရေးတစ်ခုဟလာ အပြည်ပြည်ဆိုင်ရာနေတော့သတင်းအချက်လက်တစ်ခုရဖို့သင်တန်းတစ်ခုရဖို့တက်ဖို့အတွက်ဆိုလို့ရှိရင် အလွန်ကြာမှခက်ခဲအခုအချိန်ကကလစ်ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ဒါတွေကပပပပဆိုပြီးတော့အကာပတွေကကြာလာအဲ့ဒီအချိန်မှာကလေးတွေကအရေးမကိုးဖို့လိုပါတယ်ငါဘာလဲငါဘယ်ကိုသွားမှလဲ ငါမှဘာရီရေချင်းရှိပြီးပြီလဲငါသွားခြင်းတဲ့နေရာရောက်အောင်ငါကိုငါဘယ်လိုထပ်ပြီးတော့အရေးအသွေးတွေထည့်ရမလဲဆိုတာကိုအာစဉ်းစားရမှာဖြစ်ပါ